မိတ်ဆက်များအားလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel မှာအကျိုးဆိုလိုက်ပါရစေ။သင်ဟာလှုပ်ရှားရှိတဲ့အလုပ်တွေကိုချက်ချင်းမလုပ်ခွင့်အမြင့်အချိန်ဆွဲတက်တဲ့သူလား။ဒါဆိုရင်တော့ဒီပုံမြင်လေးကိုအဆုံးထိနားတော်တာဆင်ခန်းစားကြည့်လိုက်ပါ။တခါတော့ကမြို့ကြီးတွေကဝေယာကျွာလေးတရွာမှာဂျိတ်ဆူရဲကောင်းလေးတယောက်နေထိုင်ပါတယ်။သူဟာသူမိဘရင်းညီကိုငယ်နဲ့အတူနေထိုင်ပြီးကျင်းရသူကျွာသားတွေအကြံဉာဏ်တွေတောင်းခံရတဲ့ဉာဏ်ပညာကြီးမားတဲ့အဖိုးနဲ့အတူနေထိုင်ပါတယ်။ ို့တော်လည်းချိန်မှပြဿနာကြီးတစ်ခုရှိပါတယ်။သူဟာအလွန်ပြင်းရည်ပြီးသူ့လုပ်ငန်းဆောင်တာတွေကို အမြဲချမ်းထားခဲ့ကသူ့လုပ်တွေစုပုံလာတဲ့အခါအမြဲနောင်တရနေမိတတ်ပါတယ်။ဒီအကျဉ်းစိုးဟာသူ့ကြောင်းဘဝကိုပါထိခိုက်စေပြီးသူဟာအမြဲလိုလိုတငယ်ချင်းတွေရဲ့အနောက်မှာပဲကျန်နေခဲ့ပါတယ်။ဖခင်ရဲ့ရိုင်းနှက်ဆုံးမမှုတွေရှိတော့လေချိန်ဟာမပြောင်းလဲသေးတာကြောင့်ဖခင်ကအဖိုးစီအကူအညီတောင်းခဲ့ပါတယ်။ ဉာဏ်ပညာရှိအဖိုးကြီးဟာဂျိတ်ကိုတီအကျဉ်စိုးပြအောင်ဘလို့ကူညီရမလဲဆိုတာကိုစဉ်းစားနေခဲ့ပါတယ်။ဒီနေ့မှာတော့သူ့ဟာစိတ်ကူးပေါ်လာပါတယ်။သူဟာဂျိတ်ကိုခေါ်ပြီးကြောက်ခဲအမဲလေးတလုံးပေးကဒါဟာတာမန်ကြောက်ခဲမဟုတ်ဘဲပေါ်တိုက်လိုက်ရင်အတန်ကိုရှူအဖြစ်ပြောင်းလဲပေးနိုင်တဲ့မော်ကြောက်တစ်မျိုးဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။အဖိုးကြီးကဂျိတ်အနေနဲ့ချမ်းသာလာနိုင်မှုဒီကြောက်ကိုတုံးလို့ရတယ်။ဒါပေမဲ့တခုရှိတာကနောင်ညံ့နေမှာ သူဟာအကြောက်ကိုပြန်ယူမယ်ဆိုတာပါပဲ။သူဟာတတိရှိပါမနှက်ပြန်ညနေအထိပဲအချိန်ရှိပါတယ်လို့အလေးအနက်ပြောခဲ့ပါတယ်။ဂျေဟာမော်ကြောင့်နဲ့ချမ်းသာလာမယ့်ကိုကိုကိုမြင်အောင်ကသူမှာအချိန်အပြည့်အစုံရှိတယ်လို့ယုံကြည်ပြီးအလွန်ဝမ်းသာခဲ့ပါတယ်။နောက်မနက်မှာတန်ချမ်းတွေဝယ်ပြီးရွှေလုပ်ဖို့စဉ်းစားခဲ့ပါတယ်။ညနေခင်းဖြစ်နေပြီမို့လို့အခုထမင်းစားပြီးအိတ်လိုက်မယ်။မနက်မှအရာအလုံးစားလုံးမယ်လို့သူ တွေးခဲ့ပါတယ်။ ညစာစားပြီးအိမ်ယာဝင်ခဲ့ကသူ့အနာဂတ်ကြွယ်ဝမှုတွေကိုအိမ်မက်မှတ်ခဲ့ပါတယ်။နောက်မနက်မှာဂျိန်းဟာညနေအထိအချိန်အများကြီးရှိသေးတယ်လို့ယူဆပြီးအရင်မနက်စာစားဖို့ဆုံးဖြတ်ခဲ့ပါတယ်။မနက်စာစားပြီးတဲ့အခါအိမ်ငိုက်လာပြီးဈေးကိုမသွားခင်ခဏနာမယ်လို့တွေကလှန်နေအိပ်ပျော်သွားခဲ့ပါတယ်။နောက်ဆုံးနိုးလာတဲ့အခါနေဟာဝင်ပြီးဖြစ်နေပါပြီ။ဂျိန်းဟာအမြန်ထားပြီးတကားစီပြေးသွားတဲ့အခါအဖိုးပြန်ရောက်နေပြီဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။ အဖိုးကြီးဟာကြောက်အမဲလေးကိုယူပြီးမင်းအချိန်ကုန်သွားပြီလို့ပြောခဲ့ပါတယ်။ဂျေးဟာရွှေနင်းနေလောက်လှုပ်ဖို့အချိန်နည်းနည်းထပ်ပေးဖို့တောင်းခံခဲ့ပြီးမယ်။အဖိုးကြီးကပြင်းရည်သူတွေအတွက်ဒုတိယအချိန်အခွင့်အရေးမရှိဘူးဆိုပြီးခေါင်းခါခဲ့ပါတယ်။သူဟာဂျိမ်းမှရွှေလှုပ်ဖို့24နာရီအပြည့်ရှိပေမဲ့ပြင်းရည်ပြီးအချိန်ကိုဖြုံးတီးခဲ့တာကြောင့်အခုဆိုရင်ကြောက်ကိုဆက်မပေးထားနိုင်တော့ကြောင်းပြောပြခဲ့ပါတယ်။ဒါဟာသူ့အတွက်ပြစ်ဒဏ်ဖြစ်ပြီး အချိန်ကိုတန်ဖိုးမထားသူတွေဟာဘဝမှာဘာမှမအောင်မြင်နိုင်ဘူးလို့ရှင်းပြခဲ့ပါတယ်။ဂျေဟာသူ့ရဲ့ပြင်ရင်မှုကြောင့်ရွှေရအခွင့်လန်းကိုဆုံးရှုံးသွားခဲ့ရတယ်ဆိုတာကိုနားလည်ပြီးခေါင်းငုံနေခဲ့ပါတယ်။သူဟာသင်ခန်းစာရခဲ့ပြီးအဖိုးကနောက်တစ်ခါဘယ်တော့မှပြင်ရင်မှာမဟုတ်တော့ဘူးအချိန်ကိုအကျိုးရှိရှိ သုံးမယ်လို့ကတိပေးခဲ့ပါတယ်။ဒီပုံမြင်ဟာမိနစ်30ပဲလိုအပ်တဲ့အလုပ်တစ်ခုကိုလုပ်ဖို့ချိန်မှ24နာရီထပ်ပို့ပြီးရှိခဲ့ပေမဲ့အချိန်ကုန်သည့်အထိအချိန်ဆွဲထားခဲ့တာကြောင့် သူပိုင်ဆိုင်တဲ့အရာတွေဆုံးရှုံးထားခဲ့ရကြောင်းထောက်ပြခဲ့ပါတယ်။အချင်းအားဘသူ့ကိုမှမဆောင်မှုဒါကြောင့်လုံးဆရာရှိတဲ့အလုပ်ကိုချက်ချင်းလုပ်ဖို့ပုံမြင်လေးကသတိပေးပါတယ်။အချင်းကိုတန်မိုးမထားရင်အချင်းကလည်းမင်းကိုတန်မိုးထားမှာမဟုတ်ဘူး။အလုပ်တွေအတွက်အချင်းသတ်မှတ်ချက်ထားရမယ်။ဒါမှမဟုတ်မင်းနဲ့အနေငယ်လောက်အလုပ်လုပ်ဖို့ခတိပြုရမယ်။ဘာကြောင့်လဲဆိုတော့အစပြုမှုအနေငယ်ဟာပြီးဆုံးမှုကိုဖြစ်စေနိုင်လို့ပါပဲ။ ကဲအခုနာတော်တာဆင်ခန်းစားနေကြတဲ့ပရိသတ်ကြီးတွေလည်းဒီပုံမြင်လေးကိုနာတော်တာဆင်ခန်းစားပြီးတဲ့အခါမှာသင်ခန်းစာတစ်စုံတစ်ခုရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ကျမတို့ရဲ့နေ့စဉ်ဘဝအမော်ရီကြားတွေကအတင်းစရာစိတ်အားတက်စီမဲ့ပုံမြင်လေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်။